မင်္ဂလာပါခင်ဗျာဒီဒီပတ်မှတ်မှတ်သားစကားများစီစဉ်ပါဒီပတ်အတွင်းဖြစ်ဖြစ်ခဲ့တဲ့သတင်းတွေကသတိထားမိတဲ့စကားတချို့ကိုမှတ်သားမိတဲ့စကားတွေဖြစ်ကောင်းထုတ်တင်ပြချင်ပါတယ်ဦးဝင်းထိန်ဟာလက်ရှိအာဏာရ NLD ပါတီအတွက်အမိုက်ထုတ်လို့ဖြစ်နေတဲ့အတွက်ဒီအမိုက်ကိုရှင်းနိုင်ရေးအတွက်ဦးဝင်းထိန်ကြောင့်စာအုပ်ရေးသားထုတ်ဝေခဲ့ဖြစ်တယ်လို့ NLD ဗဟိုလုံမှုဆောင်ကော်မတီဝင်ဦးဝင်းထိန်ကိုဝေဖန်တိုက်ခိုက်ရေးသားထားတဲ့စာအုပ်ကိုရေးသားထုတ်ဝေလိုက်တဲ့ဇာတ်ရေးဆရာရွှေဖိုးခေါင်ကပြောလိုက်ပါတယ် ဇန်နဝါရီလ10ရက်နေ့ကစာအုပ်ထုတ်ဝေပွဲအခမ်းအနားပြီး RFA နဲ့တည်ထောင်တွေ့ဆုံမေးမြန်းရာမှာဆရာရှူဖို့ကောင်ကအခုလိုပြောရတာဖြစ်ပါတယ်အဲသူ့ကိုဘလူးမှမလှန်ရဲဘူးဗျာအဲ့တော့သူကဘလူးမှဖက်ပြီးတော့မလောက်ချင်ဘူးဗျာသို့တော့ကျွန်တော်ကကျွန်တော်မှ truth mic ရှိတယ်ဒီလူကြီးရှိတဲ့အတွက်ကြောင့်ဒေါအောင်ဆန်းစုရဲ့ပုံရိပ်ကိုထိခိုက်တယ် ။နောက် तू ပြောဖို့ဆိုပေါ့တဲ့ NLD ကို तू ကကိုစားပြူပြီးတော့ तू အယူပြောတော့ပြောလိုက်လို့ရှိရင်လည်းဘာခေါ်မလဲနိုင်ငံရေးသမားလို့မှမပြောတတ်ပဲဗျာ။လူမိုက်ကြီးလို့ရှိသမျှဟာအကုန်လုံးကြိတ်မောင်းပြီးတော့ပြောချင်သလိုပြောပက်ပက်ဆက်ဆက်ပြောအကုန်လုံးလူဘာဝဘူကြနေတာဗျာ။အဲ့တော့ NLD ကခေါင်းဆောင်တယောက်က NLD ကိုကိုစားပြူပြီးပြောတဲ့စကားကလူဘာဝဘူကြတဲ့စကားဆိုတော့ NLD ပုံရိပ်ထိရိုက်တာပေါ့ဗျာ။အဲ့တော့ NLD ကအတိုက်အတာတစ်ခုအထိကျွန်တော်တို့ဒီမှာခိုင်ခိုင်မာမာရှိရမယ်ကျွန်တော်စာအုပ်ထဲမှာရေးထားပြီးသား NLD အတွက်အမှိုက်ထုတ်ကြီးကိုကျွန်တော်ရှင်းပေးတာ ရွှေဖိုးကောင်ကလောင်အမည်နဲ့ပုဂ္ဂိုလ်ရေးရာဝေဖန်ရေးသားထားတဲ့စာအုပ်နဲ့ပတ်သက်လို့သူ့အနေနဲ့ဥပဒေကြောင်းအရတရားစွဲဆိုသွားဖို့မရှိဘူးလို့ NLD ပါတီဗဟုအလုံးမှုဆောင်ကော်မတီဝင်ဦးဝင်းထိန်ကပြောကြားလိုက်ပါတယ်။ဇန်နဝါရီလ10ရက်နေ့က7 day သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရမှာဦးဝင်းထိန်ကအခုလိုပြောကြားရတာဖြစ်ပါတယ်။ကိုလို့ဆက်ရှိတဲ့လို့တစ်ချက်လက်ကြောင်းမရှိဘူး။ဒါတည့်ချက်နှစ်ချက်ကအဲ့လူကနာမည်ဦးအောင်ကြီးတဲ့အသက်80ကျော်ဒီအသက်ရတော့မှအဲ့ဒါမက်ဆီနဲ့မက်ဆီကနဲ့ရေးတယ်ဆိုတော့ဒီလူ ဟိုအမြင်ကပ်ဖို့တဲ့ကိုတနာကြရကောင်းသွားတယ်ဟုတ်တနာတော့တနာတနာကြရကောင်းသွားတယ်ဒါလည်းပြီးတော့ဖတ်ကြည့်လိုက်အဲ့တော့ဘာတွေပါလဲသူ့လူချင်းသိတယ်ဟုတ်သူ့ရဲရဲပြပြပြောလို့ရေးတာတဲ့ဆိုတော့ဟုတ်ကျွန်တော်ယဉ်ကျေးမလို့ယဉ်ကျေးတယ်ဆဲရမလို့ဆိုဆဲတယ်ဦးရရောက်လို့ဒီငါသူ့ဟာဖြစ်သွားလို့ဖြစ်မှာပေါ့သူ့တွန်းနေလို့ဖြစ်မှာပေါ့ဒါအမှားတကယ်ဆောင်ရေးကိုเจ้าရေးကိုစမ်းကတော့မပြောင်းပါ NRD အစိုးရတဲ့အနေနဲ့ငင်းချင်းရေးကိုအပြောထက်အလုံးနဲ့တက်တည်ပြဖို့လိုအပ်တယ်လို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပြန်ကြားရေးတာဝန်ခံဦးပိုက်ထွေးကဝေဖန်လိုက်ပါတယ်။ဇန်နဝါရီလ18ရက်နေ့ကနေပြီးတော့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာဦးပိုက်ထွေးကအခုလိုပြောကြားရတာဖြစ်ပါတယ်။ကြားကောင်းအောင်ဟလာကျွန်တော်တို့ဟိုလူလူစိတ်ချမ်းသာအောင်လေးပြောနေုံနဲ့တော့ငင်းချင်းရေးရမလားဘူး။တကယ်ကိုဟလာနှစ်နှစ်ကာကာနဲ့တကယ်ကိုလက်တွေ့ကိုယ်တိုင်ခံစားပြီးတော့မှ ကိုယ်တိုင် ဟလာဒီအပေါ်မှာเนาะတက်ဝင်ယုံကြည်ပြီးတော့မှဆောင်ရွက်မှเนาะတစ်ဖက်အဖွဲ့စည်းနှစ်ဖက်အဖွဲ့စည်းအားလုံးကိုနားလည်နိုင်မှရမယ်လို့ကျွန်တော်ဒါလိုပဲပြောချင်ပါအစိုးရအသည်အနေနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဆန္ဒရှိတယ်ဆိုတာယုံကြည်ပေမဲ့တကယ်အကောင့်ထဲဖော်နိုင်မယ်လို့မယုံကြည်တဲ့အကြောင်း KIA ဒုတိယစေဦးစီးချုပ်ဗိုလ်ချုပ်ကွမ်မောပြောကြားလိုက်ပါတယ်။အစိုးရအသည်အနေနဲ့ငြိမ်းချမ်းရေးကြိုးပမ်းနေစဉ်အတွက်အစိုးရတက်မတော်နဲ့ကချင်လွတ်မြောက်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေရတဲ့ပတ်သက်ပြီးဇန်နဝါရီလ16ရက်နေ့ကအေယာဝတီသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရမှာဗိုလ်ချုပ်ကမ္ဘောအခုလိုဖြေကြားရတာဖြစ်ပါတယ်။အစိုးရအစ်မဟိုစန္ဒရှိတယ်ဆိုတော့ကျွန်တော်ဟိုယုံကြည်ပါတယ်။ဒါပေမဲ့အကောင့်ထေဖော်နိုင်ဆိုတာမရှိဘူးလို့မြင်ပါတယ်။ဥပမာပေါ့27ရာစုပင်လုံးပထမအချိန်လောက်လိုက်တယ်။အဲ့တော့ဒါဟာကျွန်တော်တို့အစတွားတဲ့အချိန်မှာကျွန်တော်ပြောသလိုပဲကျွန်တော်တို့ဘက်ကတော့အစိုးရအစ်ကိုဟိုအလေးထားနေနေအတွားတယ်။ စစ်မှန်တဲ့နိုင်ငံဆွေးနွေးပွဲကိုရောက်ကျင်လို့ကျွန်တော်တို့သွားတယ်။သို့တော်လည်းပဲကျွန်တော်တို့စစ်ထဲမှာဟိုတကယ်ကျင်းတ်တလားဆိုရင်ဒီ၂၇ရာစုပထမအချိန်ပြည်လုံးဤလာခံကိုကျွန်တော်တို့ကျင်းတ်မှုမရှိပါဘူး။ဒါကြောင့်မလို့တကယ်တော့အကောင့်ထဲပေါ်တဲ့အပိုင်းမှာတော့အားနေတယ်လို့ကျွန်တော်ဒီလိုပဲမြင်ပါတယ်။ဤလာခံလို့ခေါ်မယ်ဆိုရင်ဤလာခံရဲ့အကုန်အင်ကာနဲ့ကဲ့ညီအောင်ကျင်းပဖို့လိုပါတယ်ပထမအချက်ပေါ့နော်။ဒုတိယအချက်ကတော့၂၇ရာစုပြည်လုံးလို့ဟိုအမိနဲ့ခေါ်တယ်ဆိုရင် ပြည်တော်စုအရေးအဓိကထားပြီးဆွေးနွေးဖို့လိုတယ်ပြီးတော့ပင်လုံးကတိကုတ်နဲ့ပင်လုံးစာချုပ်ကိစ္စတွေကိုဆွေးနွေးရမယ်တကယ်လို့ပင်လုံးမှာဆောင်ရွက်ခဲ့တဲ့အားတွေကိုအတိမတ်မပြုတ်ဘဲနဲ့အဲ့ဒီမှာလည်းမဆွေးနွေးကိုဆင်ဒီဆွေးနွေးဘဲကိုပင်လုံးဆိုတဲ့စကလုံးဖြုတ်တဲ့တခြားနာမည်ပြောင်းတဲ့လို့မင်းကအချက်ပြုထားတာရှိပါတယ်ဒါကျွန်တော်ဘုံပင်မချတဲ့ချက်ဖြစ်ပါလားငြိမ်းချမ်းရေးရခြင်းငြိမ်းချမ်းရေးရနိုင်လောက်တဲ့စီကံရှိမှုစီးလုံးညီညွတ်မှုနဲ့အခြေခံအနေတိဆောက်ဖို့ လိုတယ်လို့ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ပြောကြားလိုက်ပါတယ်။ကရင်ပြည်နယ်မှာဇန်နဝါရီလ20ရက်နေ့ကကျင်းပတဲ့ငြိမ်းချမ်းရေးဆိုင်ရာလူမျိုးစုလိုက်အမျိုးသားဆင်နိုင်ငံရေးဆွေးနွေးပွဲမှာဒေါ်နန်းခင်ထွေးမြင့်ကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ကျမတို့ဒီနေ့ကလည်းငြိမ်းချမ်းရေးကိုလိုချင်ရင်နံပါတ်၁ချက်ငြိမ်းချမ်းရေးရနိုင်တော့တဲ့စီကံကျမတို့မှရှိရပါမယ်။ဒုတိယချက်ဖြစ်တဲ့ငြိမ်းချမ်းရေးကိုလိုချင်ရင်ငြိမ်းချမ်းရေးရနိုင်တော့တဲ့ညီညွတ်မှုကိုကျမတို့ထိန်းသိမ်းထားရပါမယ်။ တတ်ပြည့်ဖြစ်ဖြစ်တဲ့ငញ្ញရေးကိုလူကြီးငញ្ញရေးကိုထူထောင်ဖို့ကျမတို့စပြီးလုပ်ရပါမယ်။ဒါကျမတို့ဒီနေ့စပြီးငញ្ញရေးရဖို့အတွက်ထူထောင်ဖို့လုပ်နေပါပြီ။မြန်မာနိုင်ငံကိုရန်ကုန်ဘတ်စကားလိုင်းစနစ်သစ်ပြောင်းလဲတာလို့မျိုးပြည်သူလူထုအသိနဲ့ဝိုင်းဝန်းကူညီဆောင်ရွက်ကြမှာဆိုရင်ဒေါအောင်ဆန်းစုကြည်ပြောသလိုစင်ကာပူနိုင်ငံကိုကျော်လွန်အောင်မြင်သွားနိုင်ပါတယ်လို့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမြင့်သိန်းကပြောလိုက်ပါတယ်။ဇန်နဝါရီလ18ရက်နေ့က သူကိုယ်တိုင်ဘတ်စကားလိုက်ပါစီးနှင်းစဉ်ပုဂ္ဂလိကဖွဲ့စည်းတွေရင်ပိုင်ရှင်တွေစေတနာဝန်ထမ်းကုညီသူတွေကအားတက်တရောဝိုင်းဝန်းပံ့ပိုးကြတာတွေကိုသတင်းတောက်တွေကိုတုံ့ပြန်ပြောကြရမှာဥဖျိုးမြန်တန်းရအခုလိုပြောကြရတာဖြစ်ပါတယ်သူတို့မြန်မာနိုင်ငံကြီးကိုဒီလိုသာအားလုံးကအသိနဲ့လေးဝိုင်းပြီးကုညီဆောင်ရွက်ကြမှာဆိုတော့ကျွန်တော်တို့မကြပါဘူးဒီအမေစုပြောသလိုစင်ကာပူကျော်သွားနိုင်ပါတယ်အခုတော့မမသာသာစကားများစီစဉ်အောင်လုပ်ပါရခင်ဗျာကျေးဇူးနားဆင်ကြတဲ့ပြည်သူအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ